မင်္ဂလာဆောင်ကနေမှာသတို့သားကအခုလိုအဖြစ်ဆိုးခဲ့ရရင်ရှင်လင်းမျိုးကတနာစရာမင်္ဂလာပွင့်နဖန်မိပါရင်သဘောတူတယ်လို့ကိုရိုင်းကလည်းချစ်ချိုက်ကခန်းလားဆောင်မင်္ဂလာဆောင်ဖို့စီစဉ်ပြီးချိန်မှာမတော်တဆဖြစ်ကြောင်းအသက်ဆုံးရှုံးသွားခဲ့ရတာကရှင်လင်းမျိုးကမင်္ဂလာဆောင်ရလေးတရေဖြစ်ပါတယ်။ဆိုပါမင်္ဂလာဆောင်ရလေးဟာတရုတ်နိုင်ငံရှင်လင်းမျိုးမှာနေထိုင်နေဆိုပေမဲ့မြန်မာနိုင်ငံသားရှမ်းလူမျိုးတွေဖြစ်ကြပါတယ်။သူတို့ဟာတရုတ်နိုင်ငံရှင်လင်းမျိုးမှာအလုံးလုံးရင်းနဲ့ဖူးဆောင်ဆောင်နေကြတာဖြစ်ပါတယ်။သူတို့တို့ဟာတုံးခိုတို့အရင်ချစ်ကြတာဖြစ်လား တွဲလာတာလည်း၄နှစ်လောက်ရှိပြီလို့ဆိုပါတယ်။အစောပိုင်း၄နှစ်တာကာလအတွင်းမှာချစ်စရာကောင်းတဲ့ရှမ်းမလေးသူ့ရဲ့ခံကြားစားပါတဲ့ကောင်းလေးကိုတော်တော်လေးကိုချစ်ခင်ရှာတာဖြစ်ပါတယ်။သူတို့နှစ်ယောက်ဟာမွေးနေ့မှာချစ်သူတွေဖြစ်ခဲ့ပြီးတော့ထိမှန်နှစ်ပတ်လည်နေ့တွေညတဲ့ကုန်းတွေမှာတို့တို့ကအမှတ်တရရှိခဲ့ကြတာဖြစ်ပါတယ်။သူတို့သမီးလေးဟာချစ်စရာကောင်းတဲ့အနာပိုင်ရှမ်းမလေးဖြစ်တယ်လို့သူတို့သားကလည်းချောမောလှပတာမှုလို့လည်းမြင်းသူတိုင်းကအားကြခဲ့ရတာပါ။အစောပိုင်းရှင်မျိုးကမြန်မာနိုင်ငံသားရှမ်းလူမျိုးချစ်သူစုံတွဲလေးဟာကြောင်ရင်ရဲ့ပိုင်းမှာကြီးကျယ်ခမ်းနားဆောင်မင်္ဂလာဆောင်ဖို့စီစဉ်ထားတာပါ။ ဆိုဖြစ်တော့လင်းနေတာတွဲလာခဲ့တဲ့ချစ်သူဆုံးတွဲလေးမလို့လက်ထက်ကနေရောင်တပွားတည်ဆောင်ဖို့ဆုံးဖြတ်ထားတာဖြစ်ပါရင်အစောပိုင်းရှမ်းလူမျိုးစနီးမောင်နဲ့ဟာမင်္ဂလာဆောင်ဖို့အတွက်လည်းရေဝရင်ဓာတ်ပုံလာလာလေးလေးရိုက်ကူးထားပါတယ်သူတို့တော့ဟာဇွန်လ28ရက်နေ့မှာမင်္ဂလာဆောင်ဖို့ဆုံးဖြတ်ခဲ့တာပါဒါပေမဲ့လည်းမပြောနိုင်ပဲနဲ့ကံကြမ္မာဆိုတခုကသူတို့စနီးမောင်နဲ့ကိုတိုးဝင်လာခဲ့တာဖြစ်ပါတယ်အဲ့ဒါကတော့သူတို့သားအကောင်လေးဟာမင်္ဂလာဝဲတဲ့ပြင်ဆင်ရအင်းကြီးကျဲဒီဝဲပေါ်ရွှေလီမျိုးကဈေးကိုဆိုင်ကနေသွားခဲ့တာပါဒါပေမဲ့ကံဆိုးစာနဲ့ ဆိုင်ကယ်မောင်းနေတော့မှာလမ်းကြောင်းမှာကစောင့်လေရင်လုပ်ငန်းခွင်ရဲ့ဘေးလမ်းမြေဖြောတဲ့ကားနဲ့တိုက်မိခဲ့တာဖြစ်ပါတယ်။ဆိုင်ကယ်ဟာကားအောက်ကိုဝင်သွားခဲ့တာကြောင့်မိမဆောင်မွေရပိုင်းလိုမှာသတို့သားလေးကအသက်ဆုံးရှုံးသွားခဲ့ရပါ။ဒါကြောင့်လည်းကျင်းရည်သူရှမ်းသတို့သမီးလေးခင်ဗျာအသည်းနဲ့အောင်ရင်ခွဲမတဲ့ယူမတဲ့ခံစားခဲ့ရတာဖြစ်ပါတယ်။ထို့ပြင်တော့သတို့နှုတ်ကြည်နူးစွာလက်ထက်မဲ့မင်္ဂလာပွဲရည်လေးဟာသတို့သားလေးရဲ့စာပနာဖြစ်သွားခဲ့ရတာပါ။ရွှေလီမျိုးလုံးနဲ့တူရှမ်းတိုင်းဝိုင်းတစ်ခုလုံးနဲ့အင်တာနက်ဆိုရှယ်မီဒီယာပေါ်မှာ ပရိသတ်တွေကလည်းဒီမင်္ဂလာဆောင်ခန်းလေးမှာကန်ဆိုးခဲ့ရတယ်။သူတို့သမီးနဲ့သူတို့သားတို့ဇုံတဲ့အတွက်စိတ်မကောင်းဖြစ်ခါတနာကိူနာတက်နေကြတာဖြစ်ပါတယ်။အခုတော့သူတို့သားနဲ့သူတို့သမီးတို့အမှတ်တရရိုက်ထားတဲ့ပုံလေးတွေဟာအလွမ်းမြည်ချင်ခင်ကတိတ်ချင်ရတဲ့ဇုံတဲ့လေးဟာတေးခွဲခွဲခွဲရပါပြီ။လူတော်များများကတော့မင်္ဂလာဆောင်ခန်းလေးရဲ့သူတို့သားသူတို့သမီးထို့သဖြင့်ယောက်ျားလေးဖြစ်တဲ့သူတို့သားအနေနဲ့ထိုင်သွားကစင်ကျင်သွားတယ်လို့ဆိုရတယ်။မြမလူမျိုးဗုဒ္ဓဘာသာရှင်ရဲ့အယူအဆရာယောက်ျားလေးတွေဟာဖုံးကန်ကြီးမားပေမဲ့ မိမနဲ့ပတ်သက်လိုက်ဖုံးကန်နေသွားတပါရီထို့ဖြစ်တော့ဟောမင်းလာဆောင်ကနေရင်ဖုံးကန်နေသွားတာကြောင့်အသက်အန္တရာယ်တွေအမှုခင်းနေကြာရောက်တတ်တယ်လို့ဆိုပါတယ်တော်တော်များများဟာမင်းလာဆောင်ကနေမှာအက်စီဒန့်ဖြစ်ကအသက်ဆုံးရှုံးခဲ့ရတယ်ရှိပါတယ်ဒီကနေ့တွေမှာဆိုရင်လည်းဘကုံးမျိုးကသူတို့သားတယောက်ဟာလည်းမင်္ဂလာဆောင်မှုရပိုင်းလိုမှာယင်းနည်းဆွေမျိုးမိတ်တင်တကားတွေကိုဖိတ်စာဝေသွားရင်လည်းကားတိုက်ခံရတဲ့အဖြစ်အစိုးတွေကိုအင်တာနက်ပေါ်မှာတချို့လူတွေကလည်းမှတ်မိကြပါတယ်။ဒီအခါမှာလည်း တရုတ်နိုင်ငံရွှေလင်းမြို့မှာနေထိုင်နေရှမ်းလူမျိုးစနီးမောင်နှံကလည်းအခုလိုအဖြစ်ဆိုးမျိုးကြုံခဲ့ရအောင်ကိုတွေ့ခဲ့ရတာပါဒီဗီဒီယိုလေးကိုကြည့်နေကြတဲ့ပရိသတ်တွေကရောမင်္ဂလာဆောင်ကလေးမှာသတို့သားကိုအသက်ဆုံးရှုံးသွားခဲ့ရတဲ့စနီးမောင်နှံလေးတွေကိုဘယ်လိုမြင်ကြလဲဆိုတာပြောသွားကြပါအောင်ရှင်